ကိုရိုင်းဒေသကြီးတရားဝရီခိုင်ပြန်ချိုင်းနဲ့ဗျူဆန်ဦးစည်းဌာနလူမှုခြေဘူဌာနတွင်မေလ22ရက်နေ့နနက်9:00နာရီကအခြေခံစာကြည့်တဲ့ပညာသင်တန်းဖွင့်လှစ်တင် जा ပေးလျက်ရှိပါတယ်။ဆက်လက်၍ပြန်ချိုင်းနဲ့ဗျူဆန်ဦးစည်းဌာနခိုင်ဦးစည်းမှုကအခြေခံစာကြည့်တဲ့ပညာသင်တန်းဖွင့်လျက်ခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍ပြန်ချိုင်းနဲ့ဗျူဆန်ဦးစည်းဌာနမိုးညုံမြို့နယ်ဦးစည်းမှုဒေါ်ဆန်နာလင်း န္တလေးမြို့နယ်ဦးစီးမှုဒေါက်ခင်သူဆောင်ဝင်းနဲ့တာယာဝရီခရံရုံးမှဒုတိယဦးစီးမှုဒေါ်နယ်ဦးခင်တို့ကစာအုပ်စာဆောင်များရရှိတည်တက်အောင်ထိန်းသိမ်းရေးစာကြည့်တဲ့လုပ်ငန်းစီမံခန့်ခွဲရေးစာအုပ်စာဆောင်များပြဆုံးပြောင်းစုံမှုအတွေ့အစားတို့စီးရင်မှပဲဖြစ်ခြင်းနဲ့ Digital Library Management System လက်တွေ့အသုံးပြုရေးသွင်းနည်းတို့ကိုတင်နန်းသူတို့ကစာတို့လက်တွေ့တင်ကြားပို့ချဆွေးနွေးပေးခဲ့ပါတယ်။ ဆိုပါတင်နန်းတို့ပြင်ချိုင်းနဲ့ဗျူဆန်ဦးစီးဌာနတာယာဝရီခရိုင်အတွင်းမှာရှိတဲ့လက်ဘရန်မင်းလာမုံညိုအုပ်ဘိုးဂျိုဘေကောက်ဇီကုံနတလင်းမြို့နယ်ရှိဒုတိယဦးစီးမှုများတက်ရောက်ကြပြီးတင်နန်းကာလမှာမေလ22ရက်နေ့မှမေလ23ရက်နေ့ထိနနက်9နာရီမှညနေ4နာရီထိတင်ကြားပို့ချဆွေးနွေးပြီးသွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်